KP WP account တခုခုစီရုံနဲ့ပတ်သက်ထုတ်လို့ရမယ် APP လေးတခုပဲဖြစ်ပါတယ် PayPal account လောဝစီစီအောင်မလိုဘူးပေါ့နော်ဒီ APP လေးတွေထဲကနေပတ်သက်ထုတ်ထားတဲ့ဒီမှတ်တမ်းတွေကဆိုရဲပေါ့နော်စီနေပြီပဲဖြစ်ပါတယ်လောဝတရားရခိုင်နှုတ်ပေးတဲ့ APP လေးတခုပဲဖြစ်ပါတယ်ပေါ့နော် KP WP တို့နဲ့ပတ်သက်ဘလို့ထုတ်လို့ရလဲဆိုတော့လေကိုကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးမှာပြောပြပေးထားမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ဒီ APP လေးကိုဘလို့အထောက်ပြုပြီးတော့ပတ်သက်ဘလို့ထုတ်မလဲ ဆိုတော့လေးကိုကျွန်တော်နဲ့တူဗီဒီယိုလေးကိုလိုက်အဲဆဲလေးလောက်ပြီးတော့အစုတ်တီလိုက်ပါကြည့်စုသွားလဲရအောင်ပေါ့နော် โอเคကျွန်တော်တို့ပေါ့နော်ဒီ app လေးကဆိုရေးပေးပက်အကောင့်မရှိတဲ့သူတွေဆိုရေးတောင်မှကျွန်တော်တို့ဒီ kp ဝပေးသူနဲ့ပတ်စံပြတ်ထုတ်လို့ရမယ် app လေးတစ်ခုပဲဖြစ်ပါတယ်ပေါ့နော်လောဝတရားရခိုင်နှုတ်ပေးတဲ့ app လေးတစ်ခုပဲဖြစ်ပါတယ်ထွေးတာလည်းမကြသေးဘူးပေါ့နော်โอเคကျွန်တော်တို့ဒီမှာဆိုရေးကျွန်တော်တို့ဒီ app လေးပေါ့နော်ဒီကောင်လေးကို download ရယူမယ်ဆိုရေးကိုလူတို့အနေနဲ့ဖုန်းထဲမှာစီးတဲ့ဝပေးလေးတစ်ခုကိုပေါ့နော်ခံပြီးတော့ကျွန်တော်ပေးထားတဲ့လေးကနေတစ်ချက်ဝေလိုက်ပေါ့ဒီလိုဝေလိုက်ပြီးဆိုရေးဒီ play store တို့ကျွန်တော်တို့ရောက်စီလာမှာပေါ့လို့ရောက်စီလာပြီဆိုရဲကျွန်တော်တို့ကဒီ app name နဲ့ပေါ့နော်ကျွန်တော်တို့ကဒီ app logo လေးကိုဒီချာကြည့်ပြီးတော့ကျွန်တော်တို့ကဒီ app လေးကို download ဆွဲပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ download ဆွဲပြီးမလို့ play ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်ပေါ့နော် app လေးရဲ့ update ကိုလည်းဒီအောင်မှာလာကြည့်လို့ရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီ app လေးထဲကနေပတ်စံထုတ်ထားတာလေးကိုကျွန်တော်တစ်ချက်ပြမှာပေါ့နော် ။ Okay ဒီမှာဆိုရေပေါ့နော်ကျွန်တော်တို့ခုနကကျွန်တော်တို့တောင်းလို့ဆွဲခဲ့တဲ့ APP လေးထဲကနေကျွန်တော်တို့ပတ်စံထုတ်ထားတဲ့ပေါ့နော်ကျွန်တော်တို့ Tilly Credit ဆိုတဲ့ APP လေးထဲကနေပတ်စံ2ဒေါ်လာထုတ်ထားခြင်းပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့ဒီ APP လေးကိုဘလို့ကျွန်တော်တို့အသုံးပြုပြီးတော့ဘလို့ပတ်စံထုတ်မလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးကိုလူတို့ကပေါ့နော် APP လေးထဲကိုဝင်လိုက်ပြီးဆိုရေကျွန်တော်တို့ကသူပေးထားတဲ့အတိုင်းလှူဆောက်ပြီးတော့ဒီနေရာလေးကိုရောက်စီလာမှာပဲဖြစ်ပါတယ်။ရောက်စီလာပြီးဆိုရေကျွန်တော်ပေးထားတဲ့ကုတ်လေးကိုထည့်လို့ရတဲ့ဆွေလေးပဲထည့်ပေး လိုက်ပေါ့နော်ထဲလို့မရဘူးဆိုရင်လည်းပဲမထဲနဲ့ပေါ့နော်ဘာမှကိစ္စမရှိပါဘူးโอเคကျွန်တော်တို့ဒီဒီနေရာလေးကိုရောက်လာပြီဆိုရင်ပထမဆုံးကျွန်တော်တို့ကဒီ police တွေနေရာလေးကိုတချင်းနှိပ်ပေးရမှာဖြစ်ပါတယ်ဒီ police တွေနေရာလေးကိုနှိပ်ပေးလိုက်ပြီးတော့ကျွန်တော်တို့ဒီသူပေးထားတဲ့ဂိတ်လေးတွေကိုကစားပေးမယ်ဆိုရင်ကျွန်တော်တို့ကဒီ quality လေးတွေရရှိလာမှာပဲဖြစ်ပါတယ်အရက်ကိုလွယ်ကူတဲ့ပေါ့နော်ကျွန်တော်တို့တူညီတဲ့အတီလေးတွေကိုဒီလိုကျွန်တော်တို့ကလိုက်စားပြီးတော့ပေါ့နော်ရွေးပေးလိုက်မယ်ဆိုရင်ဒီဂိတ်တွေကကျွန်တော်တို့ကစားတာအောင်မြင်သွားမှာပဲဖြစ်ပါတယ်โอเค ျွန်တော်ဒီဂိတ်တပွဲကိုကျွန်တော်ပြအောင်နေကစားပေးလိုက်မှာပေါ့နော် โอเคဒီမှာဆိုရင်ပေါ့နော်ကျွန်တော်အနိုင်ရရှိသွားပြီပဲဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ရရှိလာတဲ့ quality တွေကိုဒီမှာသူကပြပေးထားချေပဲဖြစ်ပါတယ်ပေါ့နော် quality ပေးတာကတော့ကျွန်တော်တို့အရန်ကိုအပေးကျမ်းပါတယ်ကျွန်တော်တို့ဒီမှာ124 quality ရရှိသွားတာပဲဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကဒီရရှိလာတဲ့ quality ပုံမှာနာရက်၅ဆောက်ကိုကျွန်တော်တို့ရယူမယ်ဆိုရင်ကျွန်တော်ရတပုတ်ကြည့်ပြီးတော့ပေါ့နော်၅ဆောက်ရယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာနဲ့မှာဗီဒီယိုလေးလုပ်ပေးနေတာမဟုတ်လို့ပေါ့နော်ဒီအောက်က normal ဆိုတဲ့နေရာလေးကိုပဲတက်ချင်းနှိပ်ပြီးတော့ကျွန်တော်တို့ဒီရရှိလာ လဲခွာရင်ကျွန်တော်တို့အနန်းငယ်ကိုပဲကျွန်တော်ရယူလိုက်မယ်ပေါ့နော်။ Okay ကျွန်တော်တို့ဒီဂိတ်ကစားနီကိုကုလူတို့တီးသွားပြီးဆိုရင်ကျွန်တော်ဒီအပြေကိုပြန်ထွက်လိုက်မယ်ပေါ့နော်။အပြေကိုရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော်သူပေးထားတဲ့ဒီအဲကျွန်တော်တို့ဒီမှာအဲစပယ်လေးတွေလဲလို့ရမယ်။သူပေးထားတဲ့ဂိတ်လေးတွေကိုကျွန်တော်တို့ကစားလို့ရမယ်။ဒီမှာဆိုရင် reward ပေါ့နော်။ဒီကောင်လေးတွေကိုကျွန်တော်တို့စားတက်ပြီးတော့အလွယ်တကူ quality လေးတွေစောက်ပြလို့ရမှာဖြစ်ပါတယ်။ဒီမှာဆိုရင်စပယ်လဲမယ်ဆိုရင်လည်းပဲကျွန်တော်တို့ကြောင်ညာတစ်ပုတ်ကြည့်ပြီးတော့ပေါ့နော်။စပယ်လဲလို့ရမှာဖြစ်ပါတယ်။သူကတရေ ကိုပေါ်လို့ငါချင်းသူကပေးထားချေပဲဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ကဒီ quail လေးတွေကိုကျွန်တော်တို့မြ мян ရယူမယ်ကျွန်တော်တို့ပတ်စံလေးတွေမြ мян ထုတ်ချတဲ့ဆိုရစ်ကိုလူတို့က evil fill လို့ပေါ်လို့ evil fill လုံးမယ်ဆိုရင်ဒီပေါ်စံလေးကိုတချင်နေပြီးတော့ဒီနေရာလေးမှာ evil fill လို့လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတကယ်လို့ပေါ်လို့ဒီ USD လေးတွေကျွန်တော်တို့မြ мян လူချတဲ့ပတ်စံမြ мян ထုတ်ချတဲ့ဆိုရစ်ကြိုးစားပြီးတော့ evil fill လို့လို့ရမှာဖြစ်ပါတယ် ဟုတ်ပြီဒီထက်ကနေကျွန်တော်တို့ရာစီလာတဲ့ query တွေကိုကျွန်တော်တို့ပတ်သက်ထုတ်မဲ့ဆိုရပေါ့နော်ဒီနေ့ဘီနာကဝယ်လောစင်နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ10ဒေါ်လာနီးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီ10ဒေါ်လာကဆိုရဲကျွန်တော်တို့ဒီဒီ gate ကိုကျွန်တော်တို့ကစားတဲ့တူတွေအသေးပဲ10ဒေါ်လာနီးကျွန်တော်တို့စထုတ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရဲကျွန်တော်တို့ရာစီလာတဲ့ query ပမာဏလေးပဲဖြစ်ပါတယ်ဒီမှာဆိုရဲကျွန်တော်တို့ရာစီလာတဲ့ဒီ USD ပမာဏလေးပဲဖြစ်ပါတယ်ပေါ့နော်သူကကျွန်တော်တို့ရာစီလာတဲ့ query ပမာဏကို GB. ော့ USD အနေနဲ့ဒီမှာပြန်လဲပြပေးထားခြင်းပဲဖြစ်ပါတယ်10ဒေါ်လာပြည့်ရကျွန်တော်တို့ကအဲပေးပယ်နဲ့စတဲ့ထိုးယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ပေးပယ် account မရှိတဲ့သူတွေဆိုရင်လည်း KPO ပြည်တို့နဲ့ပတ်စံဒဲရိတ်ပြန်ထိုးလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာဆွေးနွေးတာတစ်ခုကျွန်တော်ပြပေးစရာတစ်ခုကပေါ့နော်တကယ်လို့ invite fee လုံးနိုင်တဲ့သူတွေဆိုရင်ကျွန်တော်တို့က2ဒေါ်လာနီးစတဲ့ထိုးယူလို့ရမှာဖြစ်ပါတယ်ဒီမှာဆွေးကျွန်တော်တို့ invite fee အာ လို့တို့ရရှိလာတဲ့ quality monitor လေးကိုဒီမှာပြပေးထားမှာဖြစ်ပါတယ်ဒီ window လောဆွယ်နေရာလေးကိုကျွန်တော်တို့တချင်နှိပ်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ကပေါ့နော် AI fill လုပ်နိုင်တဲ့ tool တွေဆိုရင်2ဒေါ်လာနီးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့က PayPal ကိုရွေးပြီးတော့ဒီအချင်း app ဆွယ်နေရာလေးကိုတချင်နှိပ်ပြီးတော့ပေါ့နော်အလိုတကူထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီမှာတခုပြောချင်တာကပေါ့နော်ကျွန်တော်တို့ဒီ PayPal account မရှိဘဲနဲ့ KPWP တို့နဲ့ password flow ပြထုတ်မလဲပေါ့နော်ကျွန်တော်ဒီနေရာလေးမှာတကယ်လို့ဒီ ဒီ app လေးကိုပေါ်တော့ကျွန်တော်တို့ဒီအကစားပြီးတော့ရရှိလာလဲ quite ပမာဏနဲ့ UHD ပမာဏကိုပတ်ဆက်ပြထုံးမဲ့ဆိုရင်ကျွန်တော်တို့ကထုံးမဲ့ပမာဏကိုရွေးပါရွေးပြီးတော့ဒီအောက်ကချင်းအောင်ဆိုရင်နေရာလေးကိုကျွန်တော်တို့တချင်နှိမ့်လိုက်မဲ့ဆိုရဲ့ပေါ်တော့ကျွန်တော်တို့ကဒီ paper ဖွင့်ထားတဲ့ဒီ email လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ပေါ်တော့တကယ်လို့ paper account မရှိတဲ့သူတွေဆိုရင်အ paper account လုံးဝမတုံးရသေးတဲ့ gmail အသစ်တစ်ခုကိုပေါ်တော့ထည့်ပြီးတော့ကျွန်တော်တို့ကပတ်ဆက်ထုတ်ပေးလိုက်ပါဒီလိုပတ်ဆက်ထုတ်ပေးလိုက်မဲ့ဆိုရင် အဲကျွန်တော်တို့ကပေါ့နော်ဒီလိုစာလေးအကြလာမှာဖြစ်ပါလေဒီလိုစာလေးကြားလာတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကရောက်ချီတဲ့သူတွေစီကိုတွားပြီးတော့ဒီစာလေးကိုပြပြီးတော့ကျွန်တော်တို့ဒေါ်လာရောက်ချီလိုပါပါဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရမှာဖြစ်ပါတယ်ကျွန်တော်စီကိုလာရောက်မှဆိုရင်ကျွန်တော်ရဲ့ Telegram Channel လေးကိုလာပြီးတော့ကျွန်တော်ကိုတိုင်ရင်စစ်သွဲလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုတိုင်ရင်စစ်သွဲဖို့ဆိုရင်ကျွန်တော်ဒီ Channel လေးထဲမှာကျွန်တော်ကအုံနာဆိုပြီးတော့ကျွန်တော်ရဲ့ ACC နေလေးကိုပေါ့နော်ကျွန်တော်ထည့်ပေးထားမှာဖြစ်ပါတယ်ကျွန်တော်ကိုတိုင်ရင်စစ်သွဲလို့ရမှာဖြစ်ပါတယ်ပေါ့နော် တကယ်လို့ USD လေးတွေအရောက်အလုံးချတဲ့သူတွေဆိုရင် PayPal account မရှိတဲ့သူတွေဆိုရင် PayPal account စာပေအလုံးချတဲ့သူတွေဆိုရင်ပေါ်တော့ကျွန်တော်စီကိုတိုင်းရဲ့စတွေ့လို့ရမှာဖြစ်ပါတယ်ကျွန်တော်မှာဆိုရင်ဒီ TikTok account တွေကိုလည်းပဲကိုလူတို့အနေနဲ့အဲလာပြီးတော့စုံစမ်းပေးမြတ်လို့ရတယ်ပေါ့နော် Okay နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ဒီလိုတရားရခိုင်လို့ပေးတဲ့ APP တွေနဲ့အတူကျွန်တော်ဒီ APP လေးထဲကနေပတ်စံထုံနေတဲ့အတူပေါ့နော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လဲဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်